အယောင်သမားဘွားကနေမက်ဒွန်နယ်ရဲ့ပိုင်ရှင်ဖြစ်လာသူအကြောင်းဖြစ်ရမယ်ဇလံအားလုံးပဲမင်္ဂလာပါဒီကောက်မှာတော့မက်ဒွန်နယ်ရဲ့ပိုင်ရှင်ဖြစ်တဲ့ရေခရော့ရဲ့ဖြစ်ရမယ်ဇလံကိုခြေခံရိုက်ကူးထားတဲ့ The Founder ဆိုတဲ့ဇာတ်ကားကိုတင်ဆက်ပေးသွားခြင်းပါတယ်ဇာတ်ကားလေးက1954ခုနှစ်မှာစတင်ထားပါတယ်အယောင်သမားတယောက်ဖြစ်တဲ့ရေခရော့တယောက်သူ့ရဲ့အစုံမွေးလို့ရတဲ့ဇက်လေးကိုတနင်္ဂနွေလုံးကစားတောက်ဆိုင်ငယ်လေးတွေမှာရောင်းချနိုင်မှုအတွက်ရုန်းကန်နေရပါတယ် ဒါမဲ့စီစည်းကလည်းမတက်သေးတော့ရေခရော့ဟာကားတာယာအပွန်းခံပြီးတော့မယောင်းရတဲ့ဆက်လေးတွေကိုဆွဲကောင်းကောင်းနဲ့ပဲဆက်ရောင်းချနေခဲ့ပါတယ်။အဲဒါလိုမယောင်းရတဲ့ဆက်လေးတွေကိုတနင်္ဂနွေလုံးပတ်ရောင်းနေတော့သူ့ရဲ့တွင်ရင်မှုမာလေးဂျွန်မာတီနိုကကယ်လီဖိုးနီးယားမှာရှိတဲ့စားသောက်ဆိုင်တစ်ခုကဖြော်စက်6ခုအော်ဒါတင်ထားကြောင်းရေကိုပြောလာပါတယ်။တနင်္ဂနွေလုံးပတ်သွားနေတာတော့မှတလုံးရောင်းထွက်ဖို့အတွက်ကြောင်ပြောက်နေတာမို့6လုံးမာရာဟာမှားနေတာပဲဖြစ်ရမယ်ဆိုပြီးတော့အော်ဒါမာတဲ့သူတွေစီကိုရေကလမ်းမိပါတယ်။ တင်တဲ့အတိုင်းမှာပဲ6ခုကမားနေတာဖြစ်ပြီးတော့သူတို့တကယ်လူကျင်တာက7ခုဆိုတာသိလိုက်ရတဲ့အခါမှာတော့ရေကရော့လည်းလမ်းဘေးကစီပုံးကြီးကောက်ရတယ်လို့မျိုးပြောသွားခဲ့ပါတယ်။ဒီနောက်မှာတော့အော်ရာမာတဲ့သူတွေရှိရာကယ်လီဖိုးနီးယားကဆန်ပါနာဒီနိုအယက်စီကိုတနအီမိုင်တရာနှုံးနဲ့အပြေးသွားလိုက်ပါတယ်။အဲမှာလမ်းလျှောက်တန်းစီပြီးတော့ဝယ်ရတဲ့မက်ဒိုနယ်ဆိုတဲ့အဆိုင်သေးသေးလေးတစ်ဆိုင်ကိုတွေးလိုက်ရပါတယ်။ရေကလည်းလူတန်းကြီးနောက်မှာတန်းစီလိုက်တယ် ပြီးတော့တခါတုန်းအိတ်လေးတွေနဲ့ထုတ်ပိုးထားတာရယ်လင်းမြန်နဲ့မာယူမှုရရှိမှုပုံစံရဲ့အကြောင်းအတော်လေးအံ့အားတင်သွားပါတယ်။မိသားစုတွေကလည်းဆိုင်ရှိမှာရက်နေရင်နဲ့လမ်းဘေးမှာသွားထိုင်စားနေကြတာကိုမြင်နေရတယ်။ဒီနောက်မှာတော့ရေကဆိုင်ပိုင်ရှင်တွေဖြစ်တဲ့ Mac နဲ့ Dad McDonald ဆိုတဲ့ညီကိုနှစ်ယောက်နဲ့သွားတွေ့ပါတယ်။ Mac ကသူတို့ဆိုင်လေးရဲ့အလုပ်လုပ်ပုံကိုရေကိုအားကျွမ်းမှန်တဲ့ရှင်းပြတယ်။သူတို့တွေကဘဝင်းကားတပွဲလောက်ကိုမှာပြီးတာနဲ့ကောင်းချအိတ်လို့ရတဲ့ရွှေပြည်ကြီးကအမြန်နှုံးနဲ့စန့်ကျင်စွာပဲဝယ်ယူသူတွေရဲ့လက်ထဲကိုတတ်နိုင်သလောက်မြန်မြန်ရောက်စေဖို့အတွက်စက်ပစ္စည်းတွေပါအသုံးချထားတာပါ။ ဒီနောက်မှာတော့ညစာတူစားရင်ကနေညီကိုနှောင်ရဲ့သူတို့ဘဝဇာတ်ကြောင်းကိုရေးကသိလိုက်ရပါတယ်။အဲဒီနောက်သူတို့ညီကိုနှောင်ဟာရုပ်ရှင်လုပ်ငန်းလုပ်ဖို့ဟောလိဝုဒ်ကိုသွားခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ရုပ်ရှင်လောကမှာမကျင်လည်နိုင်တော့ဘဲနဲ့ရုပ်ရှင်လောကနဲ့တပြားစာလောက်ဝေးတဲ့ရုပ်ရှင်ရုံတစ်ခုပဲဖွင့်ပြခဲ့ကြပါတယ်။ဒါမဲ့ကံကောင်းခြင်းမှာကကျွန်တော်တို့တွေနဲ့ဟိုဘက်အိမ်တဘက်အိမ်ဖြစ်နေပုံရတဲ့သူတို့ညီကိုနှစ်ယောက်လဲအကြီးကျယ်စိတ်သက်ကြခြင်းဆိုတဲ့စီးပွားပြက်ကကြီးကြောင့်သူတို့ရုပ်ရှင်ယုံလေးလဲဘရောက်ကားတဲ့ညတင်းရင်တန်းလန်းကနေပိတ်ပစ်လိုက်ရပါတယ်။ အဲနောက်စိတ်သက်အကြီးကျယ်ကြာနေလို့မရတဲ့သူတို့နှစ်ယောက်လည်းရုပ်ရှင်ရိုက်ဖို့ကနေနောက်ဆုတ်လာခဲ့တာမှာအာဂေဒီယာမှာမုံဆိုင်လေးတစ်ခုဖွင့်တဲ့အထီကိုရောက်သွားပါတယ်။အဲဒီကနေမှပဲအခုနေရာကိုပြောင်းရွှေ့ဖွင့်လှစ်ထားခဲ့တာဖြစ်ပါတယ်။ပြီးတော့လက်ရှိရောင်းချနေတဲ့ဟမ်ဘာဂါပြင်သစ်အာလူကျော်နဲ့အေးကသူတို့အတွက်အမြတ်အရာဆုံးပြုလုပ်ပေးနေတယ်ဆိုတာနားလည်သွားတာမို့ဒီသုံးခုကိုပဲသူတို့ဆိုင်ကနေရရှိမဲ့ပစ္စည်းတွေဖြစ်တရက်သေးတတ်မှတ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ ဒီလိုလုပ်လိုက်တာကြောင့်ရင်ရနာစကန်းကစားတော့ဆိုင်နေမှာဘာမှမဝယ်ပဲနဲ့ဆိုင်ရှိမှာရောင်ပေပေလုပ်နေရင်ဆိုင်ကိုလူတက်သွားစေတဲ့စေကြောတဲ့ကောင်စိုးလေးတွေကိုရှင်းပေးသွားစေတယ်လို့သူတို့ရဲ့တစ်ခါသုံးအိတ်လေးတွေနဲ့ထုတ်ပိုးတဲ့စနစ်ကြောင့်ပကံပြားပကံလုံးတွေအတွက်ကုန်ကြစည်းကိုလည်းရှင်းချသွားစေခဲ့ပါတယ်။ပြီးတော့အဟန်းလို့ဆိုတာနဲ့ပါဇက်တဲ့ဘာကာကြီးတစ်လုံးရောက်လာတဲ့အထိမြန်ဆန်အောင်ဝန်ဆောင်မှုပေးနိုင်ဖို့အတွက်လည်းညီကိုနှစ်ယောက်နဲ့သူ့ရဲ့ဝန်ထမ်းတွေဟာတန်းတဲ့ကွင်းကြီးတစ်ခုစီသွားပြီးတော့အစားအသောက်ပြင်ဆင်မှုအတွက်အကောင်းဆုံးဖြစ်စေနိုင်မယ့်နီလန်းတွေကိုမြေပြင်နဲ့ဇရာကွက်တွေဆဲရင်းနဲ့ တညနေကင်းလုံးလေးကျင့်ဖြစ်ထုတ်ကြည့်ကြပါရစေ။ဒီနောက်မှာတော့အများဆုံးနည်းနဲ့ဝင်ဆောင်မှုပေးနိုင်တဲ့ဆိုင်တစ်ခုဖြစ်ကိုရောက်ရှိသွားခဲ့တာပါ။ဒါတွေကိုကြားပြီးတဲ့အခါမှာတော့ရေဒီယိုအတော်လေးကိုမျိုးလုံးပြူမျက်စံပြူတွေဖြစ်သွားခဲ့ရပါရစေ။ပြီးတော့ကိုယ်စလဲယူပြီးတော့ဆိုင်ခွဲဖွင့်ပြရစေလို့ညီကိုနှစ်ယောက်စီကနေတောင်းဆိုလိုက်တယ်။အဲဒီခါမှာတော့ညီကိုနှစ်ယောက်ကလည်းသူတို့တွေလည်းအခြားနေရာများပြားမှာဆိုင်ခွဲတွေဖွင့်ဖို့ကြိုးစားခဲ့ကြသေးပေမဲ့သူတို့မူရင်းဆိုင်ရဲ့ quality နှုံးသားတွေအတိုင်းဖြစ်လာဖို့ခက်ခဲခဲ့တာကြောင့်လက်လျှော့ခဲ့ရတယ်လို့ပြောလာပါရစေ။ အဲ့ဒါလိုသူတို့တွေခွဲရေးတွဲရေးကိစ္စတွေဆွေးနွေးနေကြတော့ရေကနေရာမှာချိန်ထားတဲ့ပုံမှန်မှုတဲ့အစာအုပ်တစ်ခုပုံကိုတတိပြုမိသွားပါတယ်ဒီနောက်မှာတော့ရေကဘာကြီးတုံးလာပြီအောင်လို့ဆိုလိုက်တာမို့အဲ့ဒီစာအုပ်ကတက်ရဲ့စိတ်ကူးဖြစ်ကြောင်းဒီဇိုင်းဒီဇိုင်းကို Phoenix မှာအသုံးပြုခဲ့ကြောင်း Match ကရှင်းပြလိုက်ပါတယ်ဒါကြောင့်မို့စိတ်ဝင်စားသွားတဲ့ရေလည်း Phoenix ကိုသွားပြီးတော့ဆိုင်သွားကြည့်တယ်ပြီးတော့နေရာနဲ့ရွှေအောင်မိုးကုံတွေကိုမြင်တွေ့ပြီးတော့နောက်မှာဆိုင်ခွဲဖွင့်နေတဲ့စိတ်ကငယ်တဲ့ကိုပက်ကြည့်တဲ့လိုမျိုးတအီးအီးနဲ့တက်လာနေတာကြောင့်ညီကိုနှစ်ယောက်စီကိုထပ်သွားပြီးတော့စီယုံပြန်ပါတယ် ကဘာကြီးရရွာကြီးတွေပါဖြစ်လာတဲ့အချိန်မှာမင်းတို့တွေရဲ့မုံဆိုင်၄၀၀လဲနေရာနဲ့မှာရှိနေတဲ့ကြောင်းပြီးတော့အင်္ဂလိပ်စာ force k ကိုအခြေခံကနေလေ့လာနိုင်မဲ့ပြင်လုပ်ငန်းခွင်သောအင်္ဂလိပ်စာကိုပါတနေရာထဲမှာတစုတစည်းတဲ့သင်ကြားပေးနေတဲ့ live english school မှာတက်ရောက်နိုင်တဲ့အကြောင်းပြောလိုက်တဲ့အခါမှာတော့ညီကိုနှစ်ယောက်လဲ ray ရဲ့တောင်းဆိုမှုကိုနေထုတ်မလန်းတော့ဘဲနဲ့လက်ခံလိုက်ပါတယ်။သိမကြခင်မှာပဲ ray နဲ့ညီကိုနှစ်ယောက်ကြားမှာတော့စာချုပ်ကျမ်းတစ်ခုလက်မှတ်ရေးထိုးကြတယ်ဒီစာချုပ်ထဲမှာတော့အဓိကအနေနဲ့ညီကိုနှစ်ယောက်ရဲ့ခွင့်ပြုမိတ်မရဘဲနဲ့ဇိုင်းခွဲတွေမှာဘာပြောင်းလဲမှုမှမလုပ်ရဘူးဆိုတဲ့တောင်းဆိုချက်ပါဝင်နေပါတယ်။ အရန်ပြင်းနေပြီဖြစ်တဲ့ရေးကလည်းစားကြုံမှာမြန်မြန်ဆန်ဆန်လက်မှတ်ထိုးလိုက်ပြီးတော့အီလွန်နိုက်က Touch Blade မှာ McDonald ဒီဇိုင်းဖွင့်မှုသွားလိုက်ပါတယ်။ဒါမဲ့ဆန်ဖွင့်နိုင်မှုအတွက်ရန်ပုံငွေထောက်ကူပေးနိုင်မဲ့ပုံကိုရဖို့အတွက်တော့ရေးရသူအစုံဖြောစေကြီးပတ်ရောင်းတလောက်နီးပါသွားလိုက်ရပါတယ်။နောက်ဆုံးမှာတော့ပစံရဖို့အတွက်သူမိမမတိပဲနဲ့သူ့အိမ်ကိုပေါင်ထားလိုက်ရပါတော့တယ်။အဲဒီနောက်ဆန်ခွဲဖွင့်မဲ့နေရာမှာလုံနေသည်။ဆန်ဘာနာဒီနိုမှာလှုပ်ထားသလိုမျိုးကွတ်တီနဲ့တက်တီဖြစ်ရလားဆိုတာရေးကသွားကြည့်ရပါတယ်။ ဒါမဲ့ဆိုင်ရဲ့မီနူပုတ်တွေမှာကိုကာကိုလာရဲ့စပွန်ဆာနာမည်လေးထဲမဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ရေးနဲ့ညီကိုနှစ်ယောက်ကြားမင်းလာဒီမဲ့ကဲတွေဖြစ်ကုန်ကြပါတယ်။ဒီနာမည်လေးတက်ပြီးလိုက်ရုံနဲ့ကိုကာကိုလာစီကနေပတ်စံတွေရလာမှာကတကယ်ကောင်းမွန်တဲ့ဇီဝရေးခွင့်လန်းကြီးလို့ရေးကထင်မြင်နေပေမဲ့လည်း Dutch Matter တွေကတော့သူတို့ဆိုင်တွေကိုဇီဝရေးဆန်ဆန်ပြုတ်မှုတာမျိုးလက်မခံနိုင်ဘူးဖြစ်နေပါတယ်။ဒီနောက်မှာတော့ရေးကသူစတင်တော့မဲ့ခရီးရှည်ကြီးရဲ့အစခြေလန်းအတွက်အတော်လေးစိတ်လှရှားနေပေမဲ့ သူမိမအသေးကတော့ပလုတ်တုတ်တုတ်ပြုံးသွားတာများလာပြီမို့သူ့ယောက်ျားရဲ့လုပ်ငန်းအစ်ပေါ်ကိုနောက်တခါလာပြန်ပြီဟေးဆိုပြီးတော့လုံးဝကိုမယုံကြည်နိုင်ဘူးဖြစ်နေပါလေ။အဲဒီတော့မှသူတို့လင်မယားနီးနာကကလပ်တစ်ခုစီသွားပြီးတော့မိဟောင်းဆွေဟောင်းနေနဲ့သူများမကောင်းကြောင်းကိုကောင်းကြောင်းနေသွားပြောကြတယ်။အဲဒီလိုပြောနေရင်ကနေရေးကကြိုးမြတ်များကြီးရနိုင်တဲ့အစွမ်းဦးတည်ထင်စီးပွားရေးလုပ်ငန်းအစ်ကိုသူ့ရဲ့မိတ်ဆွေတွေပါဝင်ရင်းနှီးမြှုပ်နှံလာဖို့ဆွဲဆောင်နိုင်ခဲ့ပါလေ။ ပြီးတော့ဇန်ခွဲတွေလည်းအများကြီးကိုထပ်ဖွင့်လာကြပါတယ်။တခြားတစ်ဖက်မှာတော့ဇန်ခွဲတက်တွေရဲ့အရေးသွေးထိန်းချုပ်မှုလျော့နေမှုနဲ့ပတ်သက်ပြီးတော့ရိမာတော့ပွားစရာတွေကြုံလာရပါတယ်။ပြီးတော့သူတို့ဇန်တွေရဲ့တတ်မှတ်ထားတဲ့မီနူးနဲ့လွဲချော်နေမှုကိုလည်းရေးကစိတ်ပြစ်သွားပါတယ်။တချို့ဇန်တွေဆိုကြက်ကြော်ငှက်ကြော်တွေတောင်တင်ရောက်ထားတာကိုတွေ့နေရပါတယ်။ဒီနောက်မှာတော့ရေကဇန်ခွဲပိုင်ရှင်မိတ်ဆွေတွေကိုဒီကိစ္စနဲ့ပတ်သက်ပြီးတော့သွားပြောတဲ့အခါမှာတော့သူရဲ့မိတ်ဆွေအီလက်တွေကသူပြောနေတာတွေကိုအပေါ်ရီလို့ထင်ပြီးတော့တောမှာသွားပြောလို့ပြောတာခံလိုက်ရပါတယ် ဒါကြောင့်မို့ရေကာသူတို့တွေနဲ့မပတ်သက်တော့ဖို့ဆုံးဖြတ်လိုက်ပြီးတော့ကလပ်မှာမန်ဘာဝင်ထားတာကိုလည်းနှုတ်ထွက်လိုက်ပါတော့တယ်။ဒီလိုနှုတ်ထွက်လိုက်တာကြောင့်သူမိမလည်းတော်လေးကိုအံ့အားတင်သွားပါတယ်။ဒါမဲ့ရေကာတော့ငွေရှိတာကလွဲပြီးတော့ဂျန်နာဘာမှရှိပုံမရတဲ့လူကစားရင်းနဲ့ဆက်မပတ်သက်ချင်တော့ဘဲနဲ့သူ့ရဲ့ဆုံးဖြတ်ချက်ကိုမပြင်တော့ပါဘူး။အဲဒီနောက်ရေကာအခြားဆိုင်ကွဲဖွင့်မဲ့ပုံကိုယ်တွေကိုလိုက်ရှာတယ်။အဲဒီမှာတမန်ကျန်းစာအုပ်လိုက်ရောင်းနေတဲ့ဂျူးတယောက်ကိုတွေ့ပြီးတော့သဘောကျသွားတာကြောင့်ဆိုင်တစ်ခုဖွင့်ပေးလိုက်ပါတယ်။ပြီးတော့အမေရိကန်အလို့သမားကလပ်ကနေလည်းပြင်းကြောင်အိတ်ချင်ကောင်းစားခြင်းမဟုတ်တဲ့ တကယ်လို့စ조사သူတွေကိုရှာဖွေတွေ့ရှိခဲ့ပြီးတော့ဆိုင်ခွဲတစ်တွေအများကြီးထပ်ဖွင့်ပေးနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့မီနီဆူရာကဆိုင်သစ်ဖွင့်ပွဲအတွက်ဖဲချိကိုကတ်ကြီးနဲ့ကြိုက်ပေးဖို့တောင်ရေတယောက်တက်ရောက်ခဲ့ပါတယ်။အဲဒီညနေခင်းမှာတော့ရေတယောက်မိကောင်းဆွေကောင်းအချို့နဲ့စားသောက်ဆိုင်မှာတွေ့ပါတယ်။သူတွေ့ခဲ့တဲ့လူတွေထဲမှာဆိုင်ခွဲတစ်ခုပိုင်ရှင်ဖြစ်ရှင်နေတဲ့ Rolex Smith ဆိုတဲ့စားသောက်ဆိုင်ပိုင်ရှင်လည်းပါခဲ့ပါတယ်။ရေကသူ့လုပ်ငန်းကိုအမေရိကန်အနောက်လေပိုင်းထိကိုတိုးချဲ့ခြင်းနေပေမဲ့လည်းသူ့မှာဗန်ဒါအီးပိုင်းခက်ခဲရှိနေပါတယ် ဆိုင်တွေစီကနေအမြတ်ရတဲ့တိတ္တမ400ခန်းလုံးကတိုးအတွက်အဆင်မပြေဘူးဖြစ်နေပါတယ်။ဒါကြောင့်မို့စာချုပ်ပြန်ချုပ်ဖို့အတွက်ရေကညီကိုနှစ်ယောက်စီကိုဖုန်းခေါ်ခဲ့ပေမဲ့တောင်းဆိုချက်ကိုမက်ဒေါ်နယ်စစ်တွေကလက်မခံခဲ့ပါဘူး။ပြီးတော့ရေခဲမုံထားတဲ့ရေခဲတက်တာတွေကသူ့အမြတ်ငွေတွေကိုခွဲဝေတုံးနေကြောင်းကိုလည်းရေကရှာတွေ့သွားပြန်ပါတယ်။ဒီလိုမျိုးဖက်နှက်ပန်းအောင်ရှောက်သွားကဆိုင်ခွဲတွေဖွင့်ပေးဖို့ကြိုးစားနေရင်အမြတ်ပါဆန်နဲလို့လုံမပန်းနေတော့မှာပဲ။ရှင်သူမအသက်ရှူကြက်စရာတရင်ကောင်းလေးကသူ့ကိုစောင့်ကြိုနေပြန်ပါတယ်။ ော်ဒီလောကမှာဘုရားသခင်နဲ့မိမကိုတော့ဘယ်တော့မှလိန်လို့မရဘူးလို့ဆိုလိုသလိုပါပဲသူအိမ်ပေါင်ထားတဲ့ကိစ္စကိုသူမိမတည်သွားပြီးတော့ကွန်ရှာလာတာမို့သူတို့လင်မယားကြားတကနေနဲ့အိပ်ပြီးတော့တကဘာလောက်ချားသွားဖို့ဖြစ်လာပါတယ်နောက်ဆုံးမှာတော့ကြံရမရဖြစ်လာတဲ့ရေတယောက်ဟာလဲရိုစလင်နဲ့သူစနီးဂျိုအန်တို့ဆိုင်ခွဲစီကိုတွားလဲပါတယ်။အဲမှာပဲရေကြုံတေးနေရတဲ့အေးကန်းကုံကြားစိတ်ပြဿနာကိုကြားပြီးတော့ဂျိုအန်ကကုံကြားစိတ်တက်တာပြီးတော့တကယ်မရှိအစ်စ်တိုင်းအရသာရရှိစေနိုင်မဲ့မရှိပေါင်းတာမဟုတ်ကိုအသုံးပြုကြည့်ဖို့အကြံပြုပါတယ်။ ပြီးတော့လက်တွေ့တစ်ခွဲဖြောတိုက်လိုက်ရမှာတော့အရသာထူးကိုတွားကြတဲ့ကနေတောင်ခန်းစားလိုက်ရတဲ့ရေကကုန်ကြစီချောကြစီဖို့အတွက်ဒါကိုအသုံးပြုကျင်လာခဲ့ပါတယ်။ဒါကြောင့်မို့ Dash Madonna ကို No to Mistake သုံးမဲ့သူ့ရဲ့အကြံကိုလှမ်းပြောပြီးတော့ခွင်တောင်းကြည့်ပေမဲ့လေ Dash ကတော့သူတို့ဆိုင်တွေမှာက No စစ်ပဲသုံးမှာဖြစ်ကြောင်းတန်းနိုင်ရင်တော့ Norma တွေကိုတော့ဆိုင်ထဲမှာထားပြီးတော့ချက်ချင်းညက်ချက်ချင်းဖြော်လုပ်ပေးခြင်းကြောင့်ပြောပြီးတော့သူ့အကြံကိုညှင်းပယ်လိုက်ပြန်ပါတယ်။ဒီနောက်မှာတော့ကြွေးပူနေတဲ့ရေကနောက်ထပ်ချင်းငွေအတွက်ဗန်ကန်းလှည့်လည်နေတော့မှာပဲ Harry J Sandy Bond ဆိုတဲ့လူငယ်တအုပ်နဲ့တွေ့သွားပါတယ်။ ပြီးတော့သူဟာဒေဝါလီခံလို့နီနီလုပ်ငန်းတွေကိုတော့မှနေမကူးပဲနဲ့ဒေဝါလီအမြန်စနစ်နဲ့ခံသွားအောင်လုပ်ပေးနိုင်ကြောင်းမိတ်ဆက်ပြီးတော့ငွေမရှိလို့ပတ်စံပြတ်နေတဲ့ရေးရဲ့ပြဿနာကိုဖြေရှင်းပေးဖို့တူတက်နိုင်ကြောင်းပြောလာပါတယ်။တိမ်မကြခင်မှာပဲရေးကြုံတွေ့နေရတဲ့ငွေကြေးပြဿနာကိုရှာဖွေတွေးရှိသွားတဲ့စန်နေဘောကချေကနဲတွေ့ပြတဲ့ပုံကိုယ်တွေလိုမျိုးဘာကြောင့်ညာကြောင်းဆိုတာကိုတခုချင်းကိုပြောချလိုက်တဲ့အခါမှာတော့ရေးလဲအိမ်မှာချွတ်ထိုးကျင်လောက်အောင်ကျွေးစင်းသွားခဲ့ပါတယ်။ဇန်နီဘွန်းကရေးအနေနဲ့တပည့်၆ပြားသာအမြတ်ရတဲ့ဟမ်ဘာဂါတစ်လုံးအပေါ်မှာတာယာမနေပဲနဲ့ မက်ဒေါ်နယ်ဆိုင်တွေတိဆောက်မဲ့မြေနေရာတွေကိုပိုင်အောင်လုပ်တင်ကြောင်းရေဒါမြေပိုင်လာရင်ဆိုင်ကိုယ်စလဲယူဆောက်မဲ့သူတွေကမြေနေရာကိုသူစီကနေငားရတော့မှာမို့ဆိုင်တစ်ဆိုင်ကနေနှစ်သီးစားရလာမှာဖြစ်ကြောင်းပြောလိုက်ပါတယ်။ပြီးတော့အဲ့ဒါလိုမျိုးမြေပိုင်ထားမယ်ဆိုလို့ရှိရင်ရင်းနေတဲ့မြင်းကားကလာစဉ်ရနေမှာဖြစ်တယ်လို့မြင်းနေရာရဲ့ပိုင်ရှင်ဖြစ်တာမို့ကိုယ်စလဲယူထားတဲ့ဆိုင်ပိုင်ရှင်တွေကိုလည်းငါပြောတဲ့အတိုင်းလုပ်မလုပ်နိုင်တော့ဖယ်လို့ပြောနိုင်လာတာမို့ quality တိုးပိုင်းကိုလည်းထိမ့်ချုပ်သွားနိုင်မှာဖြစ်ကြောင်းပြောလိုက်တော့ကြောင်ကုန်ရင်းပြည့်နဲ့ရဲတောင်မှဂျိုးတွေ့သွားသလိုမျိုးရေးလဲစန်ဒီဘွန်းကိုသာကိုးကွယ်ရာဖြစ်သွားခဲ့ပါတယ် အကြခင်မှာပဲ Ray ကသူ့ရဲ့ company ကို Franchise Ready Corporation လို့နာမည်ပြောင်းလိုက်ပါတယ်ဒီလိုပြောင်းလိုက်တာနဲ့ပတ်သက်ပြီးတော့ Dash ကဖုံးဆက်မေးလာတဲ့အခါမှာတော့ FRC က McDonald ကနေတရားခွဲထွက်ထားတာမို့သူတို့စာချုပ်မှာတည်ရောက်မှုမရှိဘူးလို့ Ray ကပြန်ပြောလိုက်ပါတယ်အဲ့လိုသဘောတူညီတဲ့စာချုပ်ကိုလက်တလုံးရလုပ်ပြီးတဲ့နောက်မှာတော့ရေဒီယိုအသင်းပြောမရှိတုတ်တွေကိုပါအုံချလာတော့ Dash ကစာချုပ်ကိုချိုးဖောက်နေပြီနော်ဆိုပြီးတော့ဖုံးထက်ဆက်လာပြန်ပါတယ်။ဒါမဲ့ရေကတော့စာချုပ်ဆိုတာနှလုံးသားတွေလိုပဲကွဲပြတ်နိုင်တာပဲလို့ပြန်ပြောလိုက်ပါတယ်။ အဲဒါလိုညီကုံနှောင်းတဲ့ခြေတင်ဖြစ်နေစေကာလာတွေမှာပဲရေကအရှင်းတွေနောက်နေတွေငှားပြီးတော့မက်တော်နယ်စစ်တွေနဲ့ဘလုံနီးနဲ့ဖြစ်ဖြစ်စာချုပ်ပြန်ချုပ်နိုင်မှုကြိုးစားပါတယ်။ရေရဲ့လောရက်တွေကိုမက်တော်နယ်ညီကုံနှစ်ယောက်ကမခံနိုင်တော့အောင်ဒေါသထွက်လာကြပါပြီ။ရေကတော့ထွက်ချင်တာထွက်မောင်းပါချစ်လုပ်ပြီးရကြမှာယူမဆိုင်တော့ပါဘူး။မက်တော်နယ်ကော်ပိုရေးရှင်းဆိုတဲ့အမှားစာမှာသူ့နံမျိုးကိုဥက္ကဋ္ဌဖြစ်တော်ဆင်းရင်းသွင်းထားလိုက်ပါသေးတယ်။ဒီနောက်မှာတော့ရေနဲ့မက်တော်နယ်စစ်တွေကြားကစကလုံးတိုက်ပွဲတွေဆင်နွှဲကြပါတော့တယ်။ မက်ဒေါ်နယ်စစ်တွေကကွန်ဆာဗေးတဲ့သမားကြီးတွေဖြစ်နေတာကြောင့်နိုင်ငံပတ်ပြီးတော့ရောင်းသမားလှုပ်လာတဲ့ရေးကိုနိုင်အောင်မပြောနိုင်ခဲ့ကြပါဘူး။ဒါကြောင့်မို့ရေးရဲ့ဇကားတွေကြောင့်စီးဂျိုစောင့်တက်ပြီးတော့လဲကြသွားတဲ့ match လဲစေယုံတက်လိုက်ရပါတယ်။မက်ဆေယုံတက်တာကြပြီးတော့ရေးကကိုယ်တိုင်ချက်ထားတဲ့ဘန်းစည်းပူပူလေးနဲ့ချက်လက်မဲ့ဗလာတစ်ခုယူလာကလူနာလာမေးခဲ့ပါတယ်။ပန်းစီကတော့နွမ်းလာရင်မိုက်ဘိုးနဲ့ကိုထဲဖို့ဖြစ်ပြီးတော့ချက်လက်မှန်ဗလာကတော့မင်းတို့ရဲ့ရှယ်ယာတွေငါဝယ်တော့မှာမို့ရှေ့ကတဘာဝကိန်းတွေမပါစီပဲနဲ့နောက်ကနေ၃ညကြိုက်တဲ့လောက်ရေးပေးရောဆိုပြီးတော့ဆိုလိုက်တာပဲဖြစ်ပါတယ်။ ဗက်ဒွန်နေဆက်တွေကတော့လူလဲပါကာကြီးရေခရော့နဲ့ပြိုင်ဖိုက်ရင်သူတို့ပဲရှုံးမှာတည်နေတာကြောင့်ဒေါ်လာ2.8တန်းဆမ်ပါနာတီနိုစတိုးကိုပိုင်ဆိုင်ခွင့်နဲ့ကုမ္ပဏီရဲ့အမြန့်ငွေ100ရာခိုင်နှုန်းလိုချင်ပါတယ်ဆိုပြီးတော့ရေကိုတောင်းဆိုလိုက်ပါတယ်အားလုံးကိုသဘောတူလက်မှတ်ရေးထိုးပေးဖို့ရေကဆုံးဖြတ်ထားချိန်မှာတရားခိုင်နှုန်းကိစ္စကိုတော့နှုတ်အားဖြင့်ပဲသဘောတူညီကြမယ်ဆိုပြီးပြောလိုက်ကလက်ဆွဲနှုတ်ဆက်ရင်းနဲ့စာချုပ်တက်ကိုထပ်မံချုပ်ဆိုလိုက်ကြပါရစေ။ဇွန်နေပဲပြီးတဲ့အခါမှာတော့ Dash ကရေးရှိနေတဲ့တန်းစင်ကန်းလေးကိုလိုက်လာပြီး သူတို့ကုမ္ပဏီနဲ့ပတ်သက်ပြီးသူတို့တွေကအကုန်လုံးပြသခဲ့တာမို့ရေကသူတို့ idea တွေကိုခိုးချပြီးတော့ကိုပိုင်စားတော့ဆိုင်ဖွင့်ခဲ့တာလားလို့မေးလိုက်ပါတယ်။ရေကတော့အဲ့လိုသွားလို့ရင်သူကြာရှုံးသွားမှာပေါ့လို့အခိုင်အမာဆိုလိုက်ပါတယ်။ပြီးတော့ match နဲ့ touch တို့လုံနေတဲ့စနစ်ကသူ့ကိုဆွဲဆောင်နိုင်ခဲ့တယ်လို့တစ်ဖက်မှာလည်းဆိုင်နံမီကအရန်ကိုခန်းထားတဲ့အကြောင်းပြောလိုက်ပါတယ်။ဒီနောက်မှာတော့ရေက McDonald's ဆိုတဲ့နာမည်ဟာ American ဆိုတဲ့နာမည်လိုပဲလူတိုင်းကိုလွှမ်းမိုးသွားနိုင်တဲ့ဂုဏ်သတ္တိရှိတဲ့အကြောင်းကိုပါထပ်ပြောလိုက်ပါတယ်။ အဲဒီနောက်မှာမူလာမက်ဒေါ်နယ်ညီကိုရီရဲ့ဆိုင်တဲ့မျက်နှာချင်းဆိုင်မှာရေယာမက်ဒေါ်နယ်ဆိုင်တဲ့တခုထပ်ဖွင့်ခဲ့ပါတယ်။မက်ဒေါ်နယ်ညီကိုရီကတော့သူတို့နာမည်ဝေခံလိုက်ရပြီးမို့လို့ဆိုင်နာမည်ကိုဖြုတ်ချလိုက်ရပါတော့လေ။ဇကားလေးကတော့1990မှာဆုံးသက်ထားပါတယ်။အဲဒီမှာပဲသူဝယ်ယူထားတဲ့အိမ်တော်မဟာတက်ကြီးမှာသူ့ရဲ့ဇနီးအစ်စ်ဖြစ်တဲ့ဂျိုဟန်နဲ့တူနေထိုင်နေတဲ့တရေကြီးရေယာမိန်ကုန်းတစ်ခုကိုလေ့ကျင့်နေပါတယ်။ ရေဂရော့ကတော့သူ့လိုအသက်52နှစ်ရှိပြီဖြစ်တဲ့မက်ရှိတ်လုတ်တဲ့ဆက်ကြီးတွေကိုလာရောက်နေသူအဖြစ်ကနေမက်တော်နယ်ဆိုင်တွေရဲ့ပိုင်ရှင်ဖြစ်လာတာဟာဇွဲလုံးလာဝရိယာကြောင့်လို့ပြောသွားခဲ့ပါတယ်။ဒါမဲ့ယနေ့ခေတ်ဈေးအရဆိုရင်တော့တစ်နှစ်ကိုဒေါ်လာတန်း100ကျော်တန်ဖိုးရှိနေပြီဖြစ်တဲ့သက်ဆာဆောင်တိကဆိုတဲ့လက်ချင်းနှုတ်ဆက်ပြီးတော့ချုပ်ဆိုထားတဲ့အဖို့ခါဟာတသက်ပြစရာစာချုပ်စာတမ်းရှိမနေခဲ့တာမို့မက်တော်နယ်ဆက်ကြီးကိုရီဟာအဆိုပါပတ်စံတွေကိုရေဂရော့စီကနေဘယ်တော့မှလက်ခံမရရှိခဲ့ပါဘူး။ ဒီဇာကားလေးကနေတည်လာရတာကတော့ကဘာကျော်စီးပွားရေးလုပ်ငန်းရှင်တူဖြစ်လာဖို့အတွက်ဆိုရင်ဇွဲလုံးလာဝရိယရှိရမှာဖြစ်တယ်လို့သူများအုံနောက်ကလည်းဖောက်စားတတ်ဖို့လိုအပ်နေသေးတဲ့အဆိုတာပဲဖြစ်ပါတယ်။အစုံဒီနားဆင်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။